Joël, on y ရင်တော့ကြွေးလမခုတ်နဲ့ညီရင်တော့ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းတိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲမြင်အောင်နိုင်ရမယ်ဟေးဒီမုံမျိုးချစ်တွေငါတို့အားလုံးကကြွေးကြော်ဒီပါမြေချစီ လာကြဟေးမြမပြည်သားတို့ရေမင်္ဂလာပါရှင်ဖက်ဒရယ်ဖန်ကိုနားဆင်နေကြတဲ့တောတာရှင်တွေအားလုံးချမ်းသာချမ်းသာကြပါစေအခုကျမတို့ဖက်ဒရယ်ဖန်ရဲ့ဗီဒီယိုစီစဉ်တွေကို Greeny Bee မှာ90.2 MHz 90.2 MHz နဲ့ဖက်ဒရယ်ဖန် Facebook Page နဲ့ YouTube ကနေထုတ်လင်းပေးသွားမှာပါ90.2 MHz FM ဖက်ဒရယ်ဖန်ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6နာရီကနေည7နာရီအထိ60ဒသမနှင့် MHz မှာဖမ်းယူနိုင်နိုင်ပြီးတော့ဒီကနေ့ညထုတ်လွှင့်ချက်တွေကိုမနက်ဖြန်မနက်7နာရီကနေညနေ7နာရီအထိမှာပြန်ပြီးတော့နိုင်နိုင်ပါတယ်ရှင်ဖက်ဒရယ် FM အစီအစဉ်လေးကိုမကြေညာခင်မှာအတည်ပြုရှင်တာရှိပါတယ်။ Like or Demoso Fuso လမ်းမကြီးကိုမြေပြင်စီရေးအခြေအနေအရအသုံးပြုသွားလာတာမပြုလို့ချဖို့ Karini အမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူကိုအတည်ပြုထားပါတယ်။ဒီရက်ပိုင်း Karini ပြည်တစ်ခွေမှာလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးကြေးရောက်ပေါက်ကွဲပြီးတော့လူထိခိုက်ဒိဆုံးတာတွေရှိနေတဲ့အတွက် Federal Fund သောတာရှင်တွေအနေနဲ့အသွာလာခရူးဆိုင်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအတည်ပြုတာတတိပေးရာတွေကိုလိုက်နာကြဖို့အတည်ပြုခြင်းပါတယ်။ FM ဒီကနေ့မြန်မာတက်ကြွေ1389ခုသတင်းကြိုလာဆုံး9ရက်2025ခုနှစ်အောက်တိုဘာလ17ရက်စနေနေ့ Federal Fan ရဲ့အစည်းအဝေးကို ကျမနိုင်ရင်ကတင်ဆက်ပေးပါမယ်ဒီကနေ့ Federal Fan ကနေ Federal Fan ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းအလွမ်းတဝက်မြခင်ပြင်းဆိုတဲ့မျိုးဥကပြအခါခါဖုံရှင်းခင်ရတဲ့စီယုံဆိုတဲ့အစည်းအဝေးစတာတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် Federal Foundation သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်။မင်္ဂလာပါဒီနေ့တော့ Greeny Tuna Pyu စီရုပ်ရဲ့ရုပ်တိဖွေးပွဲခါနာပြုလုပ်ရတဲ့တဲ့လာဆယ်ယာလေးချောင်းနဲ့ဘုတ်ကျဲခရပီဒေတာကတူဦးတည်ဆောက်ရတဲ့တဲ့မုံရွာမတ်တလေးလပိုင်းမှာစင်ကြီးတားတွားလာဖို့အတွက်ကိထွဲယူနေတဲ့စစ်ကွန်ရှင်တာတာကိုတိုက်ခတ်လို့တော့ဦးတည်ဆောက်ပြီးလက်နဲ့ခရတိတ်စီရမနေတဲ့တဲ့ စားရတဲ့တဲ့တွေပါဝင်ဖန်ဒရယ်ဖရဲ့ဒီနေ့အော်တိုဘလာ၁၇ရက်အတွက်နေ့စစ်တဲ့တဲ့ကိုကြားရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့တဲ့ကိုကြားကြားရမှာပါကရင်ပီတနေရမှာကရင်တူနာပြုမြစေရုပ်ခဲအနေရဲ့ရွေချင်းတကိုဆက်လက်ကောက်ထဲပေါ်ပြီးဆောက်ရွက်နိုင်ဖို့အတွက်ရုပ်တိကိုထမတူချက်တိဆောက်ခဲ့တယ်လို့သိရပါတယ် KNA ရဲ့ရုပ်တိဖွဲ့ပွဲအခမ်းအနားကိုတော့မင်းနေအော်တိုဘာလာဆေးရမှာပြုလုပ်ခဲ့ပြီး ကက်တလီဘုတ်တော်ကြီးတွေဂရင်းနီပြည့်အတိုက်ပိခါကောက်စီဝေတွေဂရင်းနီပြည့်ဂျာကလာအုပ်ချုပ်ရေးကောက်စီ IEC ကကိုယ်စားလှယ်တွေဌာနတော်ရှိသူတွေကကွေရေးဌာနကဒူးဝူချင်းရက်ကွဲအုပ်ချုပ်ရေးမှုတွေနဲ့ CDM အားစုမှန်မှန်တွေတရားအပိခဲ့တယ်လို့ KNA ကတည်းက TP ထုတ်ပြထားပါတယ်ရင်းနီတူနာပြူမြအစီယုတ် KNA ကိုစစ်ကွန်ရှိတာကနေအနာတိုက်ပြီးနောက်2022ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ဖွဲ့စည်းတူထောက်ခဲ့တာပါ KNA ဟာခရစ်နီပီယာတွေအစ်စီကနေတမတ်ထားတဲ့မြို့နယ်ကုမြို့နယ်မှာဂျမယေမှုဆောင်မှုတွေပြနေတယ်လို့တည်ရပါတယ်။ကချစ်ပင်နယ်ဆောလောမြို့နယ်လာဆယ်ကျေးရွာကိုမနေ့ကအော်တိုဘာလ10ရက်မှာအနာသိစစ်တပ်ကလေကြောင်းနဲ့ဗုတ်ကျဲတိုက်ခိုက်ခဲ့တဲ့ကြောင့်ဒေတာကတူဦးတိစောက်ခဲ့တယ်လို့တည်ရပါတယ်။မနေ့မွန်းလွဲ3နာရီလောက်ကလာဆယ်ကျေးရွာတွေကိုအနာသိစစ်တပ်ကလေကြောင်းနဲ့ဗုတ်6လောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေတာတွေ့တဲ့ရင်းမြစ်ကပြောပါတယ်။ အဒီလေချတိုက်ခိုက်ခံရမှုမှာကလင်းငယ်တူအပါဝဲဒေတာခပိတူနူဒါယာရခဲ့ပြီးအတက်လစ်ဆက်ခအရွယ်မရာဆလတ်ဆူတူတိဆောက်ခဲ့တယ်လို့ဒေတာခရကပြောပြပါရယ်လက်ရှိမှာလက်ဆက်ဒေတာကိုကချစ်တမနော် KNA ကထိတ်ချုပ်စုမှုထားတာဖြစ်ပါတယ်စကိုင်းတိုင်းမော်ရွာမတ်တလင်းလာပိုင်းမှာစစ်ကွန်ရှင်တိုင်းရဲ့စစ်ရေးတာတွေတွာလာဖို့အတွက်ကိတ်ထွဲယူနေတဲ့စစ်ကွန်ရှင်တာတာတွေကို တော်လာရေးတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ရစစ်ကောင်စီတပ်သားတို့တိစုပ်ခဲ့ပြီးလက်နက်ခဲယံတွေကိုလည်းတိစီရမိခဲ့တယ်လို့ Special Force 11 LPDF ရဲ့တတိယနေ့ပြည်ချိုင်းရတောက်ခါရေပေါ်မှာမိုက်က Federal Effect ကိုပြောပါတယ်မနေ့ October 10ရက်မနေ့9နိုင်ဝန်းကျင်လောက်မှာ Special Force 11 LPDF နဲ့6ဦးမြို့နယ်ပကဖတ်တိုက်ခိုက်ရတာ6 PDF တို့ကနေစစ်ကောင်စီတပ်သားတွေကိုပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောမရှင်တပ်သားတို့ကတော့ထွေပြင်းလို့မြပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောမရှင်တပ်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တာတွေရှိခဲ့ပြီးမိနစ်၂၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တော်လာရဲတပ်ဖွဲ့တွေကလည်းတောက်ဆောက်ခွာပေးတဲ့အချိန်မှာစစ်ကောမရှင်တပ်ဖက်ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာကိုတခြားကကစက်တစီနဲ့ရောက်လာခဲ့ပြီးတနက်ငယ်တွင်ရတပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်။ခရီးနီပြင်းရှင်း ကလင်းရကောင်ရဲ့ရောင်နေလူမှုဖြုတ်ဖြုတ်တုတ်တဲ့ရေချောက်ကိုမင်းနေအော်တိုဘလာ၁၀ရက်မှာကြောက်ဖွေးပွဲအခါနာပြုလုပ်ပြီးစက်တေဖွင့်လင်းခဲ့ပါတယ်။တေဒါတာတေဒါတူအယောက်30ကို password အနေနဲ့စက်တေတေချပေးမှာဖြစ်ပြီး short talk တူအယောက်100ကျော်ရှိခဲ့တယ်လို့သိရပါတယ်။တင်ဒါကလဒေါ်လာတာချမ်းမြင့်မှာဖြစ်ပြီး social development လူမှုဖြုတ်ဖြုတ်တုတ်တဲ့ရေနဲ့တက်ဆိုင်တဲ့ဘာသာရ60ရခိုင်နှုန်းနဲ့အခြေခံတက်မွေးပညာရတွေတေချပို့ချပေးတော့မှာဖြစ်ပါတယ်။ကြောက်ဖွေးပွဲမှာ ခရင်နီပီဂျာကလာအချိုရဲ့ကောက်စီ IEC ပညာရေးဌာနကတာဝိုရှိတူတွေတက်ရောက်ခဲ့ကြပြီးဘူနာတာအထက်တာကျောက်တာတွေကကရယူရအကန့်တွေနဲ့ဖျော်ဖြစ်တည်ဆက်ခဲ့ကြပါတယ်။ကျောင်းအတွင်း CTM ဆရာဆရာမရှိဦးကိုရွေးချယ်ခဲ့ပြီးတင်ကြားရေးတင်တာပို့ချခဲ့ရာပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။ရောင်နေလူမှုဖြုတ်ဖြုတ်ရေးကျောင်းကကလင်းရကောအဖွဲ့ရဲ့ပထမဦးစုစားတည်တည်တောက်ခဲ့တဲ့ကျောင်းဖြစ်တယ်လို့လည်းသိရပါတယ်။ အခုစေပီရောနိုင်ငံတကာတတိယကိုကြာကြာရမှာပါမလေးရှားနိုင်ငံချာယေဝူဂျီမိုဟာမက်ဟဆာနေပီဒိုကိုလိုက်ရောက်တဲ့ပတ်တပီစစ်တပ်ရဲ့မြန်မာအလင်းတတိယဆာမှာပေါ်ပြထားတဲ့မလေးရှားနိုင်ငံကမြန်မာရေကောက်ပွဲအတွက်စောက်ချစ်လေးလာရဲ့ဖွဲ့စစ်လုပ်မယ်ဆိုတဲ့လွဲမစွာပေါ်ပြချက်တွေကိုမလေးရှားအစိုးရအနေနဲ့ခွင့်မပြုဖို့နဲ့မြန်မာပေါ်မလေးရှားရဲ့အခြေခံကြားရတဲ့တိချက်ကိုဆက်ပြီးထိုက်တိုက်ထားဖို့မလေးရှားနိုင်ငံကပညာရှင်တွေနဲ့ မူဝဒရေးဆိုင်ရာကြွချစ်တူတွေနဲ့ဖွဲ့စည်းထားတဲ့မလေးရှားကြွချစ်လေလံရေးဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြပေးဖွဲ့ကဒီနေ့မှတိုက်တိုးတဲ့ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်မြန်မာအလေးတနေ့စာမှာရေကောက်ပွဲကြီးပပီးချိန်မှာမြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီလက်ချောက်ပေါ်မှာဆဲလဲရှောက်လောက်လောက်ဆောက်တော်မဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးယင်းနှစ်ပွင့်လစ်စွာအမြင်တွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားတဲ့အတွက်မလေးရှားကြွချစ်လေလံရေးအဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြပေးဖွဲ့တို့က မလေးရှားနိုင်ငံရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအစီအရဲ့တဘောတူညီချက်ငါရနဲ့အညီလူသားချင်းစာနာထောက်တမှုဆိုင်ရာအကူအညီတွေနဲ့အခြားဖက်မှုတွေရဆက်ရေးကိုဦးစားပေးဆက်လက်လှုပ်ဆောင်တည်လို့ဆိုထားပါတယ်။အဒီထောက်ပြချက်မှာမလေးရှားအနေနဲ့စစ်သားနဲ့ပဲဆွေးနွေးတာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရဲ့အဆိုအရတိုက်ရိုက်တာတော်လိုက်ရဲ့အဖွဲ့တွေနဲ့အရာဖက်လူအဖွဲ့စီတွေပါပဲ။ပြည်ပခန့်မှာပါဝင်တဲ့အဖွဲ့အလုံးနဲ့ပွပွလေးလေးဆက်ဆက်ဖို့အစီအရရဲ့တိချက်ကို မြန်မာစစ်အစိုးရကချက်လက်တာဒါမှမဟုတ်ရမဆာလက်ဖြတ်တာမျိုးမရှိကြောင်းတေချာစေဖို့တိုက်တွန်းထားပါတည်တယ်။စစ်အစိုးရဟာအစီအရဲ့ငိတ်ချရဲ့ဂတိကဝန်တွေကိုလိုက်နာဖို့ရည်ရချင်းမရှိတဲ့အထောက်ထားအနေနဲ့စကိုင်းမှာတတိကျမိထုံးနေတဲ့အရာတန်းကိုပရာမော်တာနဲ့တိုက်ခိုက်မှုအပါဝင်မြန်မာနိုင်ငံမှာမကြတိမိကဖြစ်ခဲ့တဲ့အကြဖဲမှုများကိုရှောက်ချတယ်လို့လည်းအဲ့ဒီအဖွဲ့နှစ်ဖွဲ့ကရှောက်ချထားပါတယ်။တတိတိကိုတော့မလေးရှားနိုင်ငံက လီမီတတိဌာနကိုကိုကပေါ်ပြထားတာပါဗီနီဆွဲလာတိုက်ခါကဆောအတဲ98နှစ်အရွယ်ဆက်မှုအင်ဂျင်နီယာမာရီယာကိုရီနာမချတ်တိုကိုတောက်ချန်နီကနိုဘယ်ငယ်ချာယေဆုချင်းမြင့်ခဲ့ပါတယ်သူဟာဆယ်စုနှစ်တခုကျော်ကြာစီးပွားရေးနဲ့လူမှုရေးပြောလဲမှုကြောင့်နိုင်ငံရဲ့အရာကွယ်လွယ်နေတဲ့လူထုကိုလူခဲတဲ့နယ်နဲ့ကြော်ကပြပေးအဖြစ်စေခဲ့တဲ့သူလည်းဖြစ်ပါတယ်ပြီးခဲတဲ့နှစ်ဗီနီဆွဲလာရေကောက်ပွဲမှာရေကောက်ပွဲကော်မရှင်က တမ္ဒမတူရိုနဲ့ပူပပီတမ္ဒမတူရိုကိုတမ္ဒအဖြစ်နောက်ထပ်တက်တာတို့အနိုင်ရပြီးတဲ့နောက်2024ခုနှစ်ကလည်းမာရီယာကိုရီနာမချပ်တူကဗင်နီဆွဲလာနိုင်ငံထဲမှာပေါ်အောင်နေခဲ့ရတာပါဗင်နီဆွဲလာပြည်သူတွေအတွက်ဒီမိုကရေစီခွင့်ရမြင့်တည်ပေးတာနဲ့အာနာရှစ်စနစ်ကနေဒီမိုကရေစီစနစ်ကိုတရားမျှတပြီးငှိချစွာအတွေ့အကြုံပြရေးကျပမှုတို့အတွက်မချပ်တူကို နော်ဝေးနိုဘယ်ကော်မတီကကွန်ပျူတာချိမြင့်ခဲ့တယ်လို့ကော်မတီကပြောပါတယ်တတတဲကိုရိုက်တာတတဌာနကိုကိုကဖော်ပြခဲ့တာပါဒီနေ့အော်တိုဘလာ7ရဲ့ Federal Fairness တည်တဲ့နိုင်ငံတကာတည်တဲ့ကိုကြားခဲ့ရတာပါကျွန်တော်ဒီဖို့ပါခင်ဗျာ Federal Fund ရဲ့နိုင်စင်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါအခုဆက်ပြီးတော့ Federal Fund ရဲ့နေဦးကဗျာခန္ဓာကနေအလွမ်းတဝက်မြခင်ပြင်းဆိုတဲ့ကဗျာကိုကြားရမှာပါကဗျာဆရာနှာတန်ရေးပြီးတော့ဆီယမ်မာချက်စမင်ကခန်းစားတင်ဆက်ထားပါတယ်အလွမ်းတဝက်မြခင်ပြင်းပြောစရာအစ်စ်တွေဟာကဗာပေါ်မှာရှိနေသည်ရဲ့သင်ကမျောလင်းဖို့အသင့်ဖြစ်ပြီလားကျွန်တော်တို့ဟာ ထက်ထက်ကလဖန်ထိုးထားတဲ့ဖဲထုတ်ထဲကဖဲချက်တွေလိုခုနရကိုမိနေရဲ့မြို့တော်ရဲ့အဆောက်အုံတွေအလေရောင်လဲလဲဖြစ်ချင်ရာဖြစ်မှုနဲ့ဒုရေကောင်းတဲ့တခြင်းကိုနာတော်တာဆင်ရင်ခလီငယ်များပြမစုတရားအစားအစာနဲ့ကပါတဲ့ကျွန်တော်တို့ဟာတည်င်းစာပေါ်ချော်လဲခြင်းမရှိနောင်နာရခြင်းလုံးဝမရှိ ဘဝကိုနှစ်နှစ်ကာကာချစ်မိကြရဲ့ချစ်ချင်းမြတ်တာတဲ့ဒါသမိုင်းဥကပြားတစ်ခုပဲတမာစွာကခုံလို့တိမ်မွေ့စွာပောက်ကွဲလို့ဝေခွဲမရခြင်းကလည်းစွန့်အားလို့ရောက်မလာသေးတဲ့အချိန်တက်ငိန်ဆန်ဆန်အိမ်မက်မလန့်လို့မလုံတဲ့ခေါင်မိုးကြောင့်ရိုးသားတဲ့ဘဝတွေ အရေးနှင်းခဲ့ရပြန်တယ်။လာတာ90.2 MHz အားလုံးရဲ့အတန်း Federal FM 90.2 ခခပုံကျဲခံရတဲ့စီယုံဆိုတဲ့ကမ်ပိန်းအစီအစဉ်ကိုကြားရမှာပါ။ရန်ကုန်မြို့ပေါ်မှာစီချောင်းတက်နေရကနေအကျန်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာကရီနီပြည်ကိုရောက်လာပြီးတော့စီယုံတစ်ခုကိုဦးစီးရင်နဲ့လူနာတွေကိုဆေးကုသမှုပေးနေတဲ့ဆီယောင်းဝမ်မာလေးအကြောင်းကို Frontline Ethics အဖွဲ့ကတင်ဆက်ထားပါတယ်။ ဒီနေ့ရဲ့စည်ရင်ပြမမဟုတ်ဆိုတဲ့အစီအစဉ်မှာတော့ရန်ကုန်မြို့ပေါ်မှာစေချောင်းတက်နေရာကနေအကျန်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာကရနီပီယိုရောက်လာခဲ့ပြီးတော့စေယုံတစ်ခုဦးစည်းရင်နဲ့လူနာတွေကိုစေကူတာမှုပေးနေတဲ့ဆရာဝန်မလေးတယောက်အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။နာမည်ကတော့ Tracy ပေါ့နော်။အဲအသက်ကတော့ဒီ29ပြည့်ပြီဆိုပြီးရန်ကုန်ကပါရှင့်။ကျမကြီးဆောင်ရှောက်မှုပေးဖို့အတွက်ဒီမော့ဆုံမြို့နယ်ရဲ့ဝမ်းစီယုံပေါ့နော်အဲဝမ်းစီယုံမှာကျမကြီးဆောင်ရှောက်မှုပေးရဆရာဝန်တယောက်အနေနဲ့ကူပေးနေပါတယ် တော်လိုင်းတိုင်ငယ်ကတော့စီချောင်းစီတက်ကလူတက်မှာ final number 2တက်တဲ့စီချောင်းသူပဲဖြစ်တယ်စီတက်ကလူတက်ချောင်းသမကမှာဆိုရင်အထွေထွေတွင်မှုအနေနဲ့တာဝန်ယူတယ်ညီညင်းစွာဆန္ဒပြတယ်ဆိုရဲဒီဆန္ဒထုတ်ပေါ်မှုတွေမှာပါဝင်ခဲ့တယ်အဲဒါပေမဲ့ဒီအကြံဖက်စစ်တက်ကဆန္ဒပြတာတဲ့လူတွေကိုပေါ့နော် တကယ်ဒီအစ်စ်တုံးပြီးတော့ဖြုတ်ခွင်းတဲ့အချိန်မှာကိုဒီရဲ့အဲမျက်စိအရှိမှာပဲပေါ့နော်ဟိုအများကြီးဆုံသွားတာတွေမြင်ရကြသွားတာတွေမြင်ရတယ်အဲ့ဒီတစ်ချိန်တည်းမှာပဲအဲဝရန်ထုတ်ခံရတယ်လူမျိုးတွေသားမှာပဲကျမကြီးဆောက်ရှောက်မှုပဲပေးနိုင်မလားတနက်ဖက်ခိုင်နိုင်မလား ဆိုပြီးတော့အဲထွက်လာဖြစ်သွားတာပေါ့နော်ဒီလိုမျိုးရန်ကုန်ကစီးကျောင်းသူလေးဘွားနေပြီးတော့ကိုအကျွမ်းတွေမရှိတဲ့နေမြေတစ်ခုမှာ ဘလူးများဆေးရုံတစ်ခုတီချောင်ဖြစ်ခဲ့လဲဆိုတာကိုလည်းသူကပြပြသွားပါသေးတယ်။ဆေးရုံရေလို့မဟုတ်ခင်ပေါ့နော်။ဆေးခန်းအနေနဲ့စားခဲ့ရတော့2021မေလ29ရက်နေ့ကနေစားခဲ့တာ။ဆေးခန်းအနေနောက်ပိုင်းအဲတာဖွားခန်းလေးတွေလုပ်တယ်။နောက်ကြတော့တဖြည်းဖြည်းနဲ့အသေးစားခွဲဆင်းမှုလေးလုပ်လို့ရအောင်လုပ်တယ်။အခုကျတော့အကုန်လုံးဒီပါပဲပေါ့နော်။အဲကလေးမွေးတဲ့လူနာတွေ၊ကလေးသေးသေးလေးတွေလူနာတွေ၊နောက်ထိခိုက်တန်ရာရတဲ့ခြေပေါ်တွေအဲနောက်ပြီးတော့ဒီနတ်တာရှိနာဖျားယောဂါအဲခွဲဆင်းကုသမှုခံယူဖို့လိုတဲ့ ယောဂတွေရောပေါ့နော်နောက်ဆုံးတချို့ချို့သောကင်ဆာယောဂတွေတွေပါကုသမှုပေးနေရတယ်တော့လောက်ပါတယ်ရှင့်ပထမဆုံးစပြီးခက်ခဲတာပြောမယ်ဆိုရင်တော့အဓိကတော့ trust issue problem ကတော်တော်လေးကြီးခဲ့တယ်ကိုရီးယားတော့ဒါရိုက်တာတွေလုံနိုင်ပါတယ်ကိုရီးယားဒါတွေခိုင်းပါလို့ပြောရင်တော့မှအဲတိတ်မြုံချင်ဘူးပေါ့နင်တို့ကလာပြီးတော့အဲလီအာနေရပေါ့နော်သူတို့ယုံလာအောင်ဆိုတော့ trust building ကတော့တကယ်အကြီးဆုံး challenge ဖြစ်ခဲ့မယ်လို့ထင်တယ်ပေါ့နော်အဓိကကြောင့်တွေ့ရတာကတော့ အဲ HR management တွေလည်းအခက်ခဲရှိတယ်။စီးပစ္စည်း၊စေဝါပစ္စည်းတွေကိုပို့ဆောင်ရင်းမှာလည်းဒီစကားစားကရှိသမျှလမ်းကြောင်းတွေအကုန်လုံးလိုက်ဖြတ်တဲ့ပစ္စည်းဆိုလို့ရှိရင်တိန်းနေပေါ့နော်။ဆိုတော့ဒီဟာတွေကိုတိန်းခံရတဲ့ဈေးတွေတဲ့ဒီစကားစားအစခွေးတွေတိန်းသွားတဲ့ဈေးတွေတဲ့ကိုပစ္စည်းမပအောင်လို့ဒါသတိထားရတယ်။လိုအပ်တဲ့ပစ္စည်းတွေအချိန်မီရောက်လာဖို့ပေါ့နော်။ဒါကတော့ဒီ transportation ဘိုင်းမှာတုံရတဲ့ logistics team ရဲ့ပြဿနာတွေပေါ့နော်။အဲဘန္နာကြီးဘိုင်းမှာလည်းအခက်ခဲအများကြီးတုံခဲ့တယ်ပေါ့နော်။ဒီလိုမျိုးအခက်ခဲတွေကြုံနေရပေမဲ့လည်းဒေါက်တာ Tracy နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘတ်တွေကတော့ မှုခဲ့ပါဘူး။သူတို့ကတော့စ조사ရုံးကန်ရင်းနဲ့ပြည်သူတွေကိုကျမကြီးစောက်ချမှုပေးနေတော့မှာပဲသူတို့ရဲ့အလုပ်တွေကိုကြီးကြီးမားမားအနောက်ဆက်ပေးနိုင်တဲ့နောက်ထပ်အရာတစ်ခုကတော့လေချောင်းတိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်တကယ်တော့စေးရုံလေးဆိုတာလုံခြုံတဲ့နေရာဖြစ်ရမှာပါဒါပေမဲ့ဒေါက်တာထရီစီတို့ရဲ့စေးရုံကတော့၃ခါထက်မနည်းလေရင်ဘုံကျဲတာခံခဲ့ရပါတယ် အဲတိုတယ်ကတော့၃ခါပေါ့၃ခါမှာ၂ခါကတော့ဒီဈေးုံအဲတေချာမွှေ့ရသေးခင်မှာကျဲတာပေါ့နော်နောက်ဆုံးတစ်ခါကတော့ဈေးုံကမမမကြံတော့တဲ့အချိန်မှာမှကျဲတာပေါ့2015 February မှာဈေးုံကျဲလိုက်တာဒီလူနာဆောင်တွေရောကိုရီဆရာဝန်ဆရာမတွေနေခဲ့အဆောင်တွေအကုန်လုံးကတော့ပြာကြပြာကြလို့နေပါပဲပေါ့နော်ပထမဆုံးတစ်ချိန်ကျဲတာက2020 3 November နောက်ဆက်သုံးလို့မှ20မှာကျဲတယ်အဲကန်ကောင်းချင်တော့ဈေးရုံကွက်တီကိုမကြောက်ဘူးဈေးရုံနာကအဲဈေးရုံနာမှာရှိတဲ့ဘလုံးဝင်းတနေရာကိုကြားတယ်ပေါ့နော်23 December 20မှာပေါ့အဲဒုတိယချိန်ထက်ကျဲတယ်အဲ့ဒီချိန်မှာတော့ဈေးရုံမှာလူနာရီတော့မရှိတော့ဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲတင်းကလူတွေက အစေးုံနာပဝပဝင်းကျင်လေးမှာနေနေသေးတယ်ပေါ့နော်။ဒီတဲ့ကျန်မမရရှစ်လုံးကျဲတယ်ပေါ့နော်။ပေါင်တရာလားနေရာလားတော့တခြားမသိဘူးပေါ့နော်။ရှစ်လုံးကျဲတယ်။စေးုံကကိုယ်စေးုံဝင်အဲမန်ပါပေါ့နော်။ထီးမန်ပါ6ယောက်ထီးရယ်။6ယောက်မှာ4ယောက်ကတော့မိုင်နာပဲပေါ့နော်။ဒီအဲကွဲတယ်ပြဲတယ်ပုံးနဲ့ပဲတယ်တလောင်းနဲ့ပြီးသွားပေမဲ့နောက်ထပ်2ယောက်ကတော့ အဲမေဂျာထိရလို့ပြောလို့ရတယ်။လင်းမောကနေကြည့်မယ်ဆိုရင်စင်းယုံဆိုတာလုံးဝတိတာထင်ရှားနေတဲ့နေရာကြီး။အဲ့လိုနေရာမျိုးကိုဘလို့စိတ်နဲ့များဘုံချဲခဲ့တာလဲ။စိတ်ကူးတဲ့နေရာမှန်တိရက်နဲ့အဲရရင်ပြောလို့ရှိရင်တော့တို့ဒီစိတ်ရစဝင်မှုပဲပေါ့နော်။ဒါကိုဒီစစ်ခွေးဘက်ကဟိုတိတိတတကြီးကိုကျူးလွန်တာပေါ့။တစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်အချိန်ချင်းပေါ့နော်။ဒါကတော့ဟိုစစ်ဖြစ်နေတဲ့နေရာနဲ့နီးလို့လည်းမဟုတ်ဘူး။ပြည်သူမှန်းစိတ်ုံမှန်းမသိလို့လည်းမဟုတ်ဘူး။တိတိရက်နဲ့ အချင်းချင်းကျူးလွန်တဲ့ရာဇဝင်မှုပေါ့တို့မသိတာကဒါကြီးကအဲဒီအဆောက်အဦပြတ်သွားတော့အခုဆိုကျွန်တော်တို့ဈေးကိုကျဲခံရတယ်နောက်တစ်နေရာမှာကျွန်တော်တို့ပြန်ဆလို့ရတာပဲအဲရှင်းရှင်းလေးပဲပေါ့နော်ဒီဘက်ကလုံနေတဲ့တော်လိုင်းအင်အားစုတွေချဲမကြီးဝန်ထမ်းတွေအကုန်လုံးရဲ့စိတ်ဓာတ်ကမာပြီးသားပဲလူမသေးသေးဆက်လုပ်မယ်ဆိုတဲ့စိတ်ကတို့တို့အကုန်လုံးမှာရှိထားပြီးသားပဲဆိုတော့တို့လုံလို့ရတာအဆောက်အဦဖြတ်လို့ရမယ်ပစ္စည်းဖြတ်လို့ရမယ်ဒါပဲရမှာပေါ့နော်တို့ရဲ့အဓိက target ကလည်းဒါတွေဖြတ်လိုက်ရင် ဒီလူတွေလှုပ်ပေးနေတယ်ကျမရဲ့အင်အားစုတွေအဲအင်အားရုတ်ရော့သွားမယ်အဲပင်ပန်းသွားမယ်ဆက်မယုံတော့ဘူးဒါ ਉਹ ပဲသူတို့မျောလင့်ပြီးတော့လှုပ်တယ်လို့ကျမကတော့ထင်တယ်ပေါ့နော်စမဥပရိဘက်ကနေပဲជីជីချင်းဝက်ပိုင်းရပဲជីជីလူသားချင်းစာနာမှုနဲ့ပဲជីជីစေယုံစေကန်းဆိုတာပြစ်မှတ်ထားတိုက်ခိုက်ရမယ့်အရာမဟုတ်ဘူးစေပြစ်မှတ်မဟုတ်ဘူးဒါပေမဲ့အကျန်းဖက်စစ်တပ်ကတော့စေယုံနေစာတင်ချောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတော့မယ်အဲ့လိုမျိုးလေရင်နေနဲ့ဘုံကျဲနေတဲ့လေရင်မောင်းတဲ့သူတွေက ဘလို့စိတ်နဲ့များသူတို့အဲ့လိုမျိုးလုပ်ရတာလဲသူတို့ကတကယ်တမ်းကိုကိုယ်တိုင်တွေ့ရမယ်ဆိုလို့ရှင်ဘာတွေများပြောချင်မေးချင်မလဲကျွန်တော်တို့မျိုးစိရှိမှာလင်းချောင်းတည်သွားတဲ့ကလေးတွေလည်းအများကြီးရှိရယ်ကလေးဆိုတာမှမူလာတဲ့ကလေးတွေရောလीနော်ဆိုတော့ဒါတွေလည်းအများကြီးရှိသလိုကိုကျွန်မရေဝန်ထမ်းတွေကကြည့်ရင်လည်းကိုရင်းနဲ့တူတူအနီးဆုံးနေထားခဲ့တဲ့ volunteer ကလေးလေးဆိုလဲခြေောက်တွေဖြတ်ရတယ်သူ့မိသားစုသား တကယ်ခံရတဲ့လူဆိုရင်သူဘလို့နေမလဲဆိုတာကိုအရန်သိစေချင်တယ်ပေါ့နော်အဲပြောချင်တာဒီသူ့မိသားစုကိုဒီလိုမျိုးလင်းရင်ချောင်းတည်သွားပါစေလို့ပြောချင်တာတော့မဟုတ်ပေမဲ့တကယ်သူ့မိသားစုခံရမယ်ဆိုတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာရှိနေမယ့်ခံစားချက်ကိုသူ့ကိုယ်သူပြန်မေးစေချင်တယ်ပေါ့နော်ဒေါက်တာထရေစီရဲ့စကားသံထဲမှာဆိုရင်နာကျင်မှုတွေနာကြီးမှုတွေတင် မကပဲနဲ့တရားမျှတမှုရှာခြင်းနဲ့ခံစားချက်တွေကိုပါကြားရမှာပါ ကိုတတိချာချာခက်ခက်ခဲခဲတိဆောက်ထားတဲ့ဆေးရုံလူအသက်ကယ်ပေးတဲ့ဆေးရုံကိုခဏခဏဘုံကျဲခံရတဲ့အခါမှာနာကျင်စိတ်တွေမခံကျင်စိတ်တွေပိုပြီးတော့ဖြစ်လာပြီးတော့တော်လန်ကျင်စိတ်တွေလည်းဖြစ်လာမယ်ဆိုတာတော့သိကြပါဗျ။ဒါကဒါကအဖြူခံရတဲ့အချိန်မှာဘာလို့ဖြူတာလဲဆိုတာကိုတွေးတယ်ပေါ့။ကိုယ်ရိစိတ်သက်ကြသွားတာအဲကိုယ်ရိဆက်မလုံနိုင်တာကိုလိုချင်တာပေါ့နော်။ဆိုတော့ဒီစခွေးတွေပျော်အောင်ငါတို့မလုံနိုင်ဘူး။ဒါကတော့နံပါတ်1အပိုင်းပေါ့နံပါတ်2အပိုင်းကကြတော့ငါတို့ဒီကာလမှာစိတ်တဲ့ကြလို့ရလိုက်တယ်ဆိုရင် အရှိမကြထားတဲ့ရဲဘော်တွေတည်သွားတဲ့ကလေးတွေထောင်ထဲရောက်နေတဲ့အဲနိုင်ကျင်းတွေပေါ့အဲသူတို့အတွက်ကဘာကြံမှာလဲပေါ့အဲသူတို့ဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်စေချင်တာရဲ့အဲနောက်ပြီးတော့ကိုယ်လူတွေကြားခဲ့ရတဲ့သွေးတွေအလကားမဖြစ်စေချင်တာရဲ့ပေါ့နော်အဲ့နှစ်ချက်ကြောင့်ပေါ့ဒီချိန်မှာအဲဒီကျမကြီးမြေပြင်မှာကျမကြီးဆောက်ရှောက်မှုပေးနေတဲ့လူတယောက်အနေနဲ့ရောဗန္ဒာကြီးချက်ဖွင့်နေတဲ့လူတယောက်အနေနဲ့ရောဒီနှစ်ပိုင်းစလုံးမှာ ကိုကဘယ်တော့မှတော်လိုင်းကိုစစမဖောက်မိဘူးမဖောက်ပြန်သွားဘူးဆိုတော့နှစ်ချက်ကိုပဲကွက်ကိုအဲခတိပေးထားတယ်ဒီဟာနဲ့မူတည်ပြီးသွားတော့ကိုယ့်လိုလူတွေများရှိဖို့များရှိလာခဲ့ရင်တော်လိုင်းကအရွှေးရမြန်လာမယ်ပေါ့နော်အဲ့လိုများမြန်လာဖို့များရွေးလာဖို့ပဲအဲမျော်လင့်နေပေါ့အရင်ချက်ချင်းနိုင်သွားမယ်ဘယ်နဲ့နဲ့တွဲနိုင်မယ်ဆိုတော့အတွေးမျိုးတော့မထားဘူးအကောင်းဆုံးဆိုတာကိုကိုတကူရေစာမှာတော့မခုမကပ်ပဲနဲ့ကိုနိုင်တာအကုန်လုံးလုပ်မယ်ပေါ့နှကိုပါဝင်နေတဲ့လူတွေကလည်းအဲစိတ်ထဲမကြသွားဘူးပေါ့နော်ဒီလုံနေရာတွေက 2021ကအရွေးနဲ့2025အရွေးနဲ့ကတော့မတူတော့ဘူးပေါ့နော်။တရင်နေနဲ့ကြည့်မယ်ဆိုလည်း2021မှာဘာမှမရှိတော့ point 22တွေတူမီရင်းနဲ့တိုက်ခဲ့ရနေပြီးတော့အခုအဲလက်နက်အင်အားအတိုင်းအတာတစ်ခုထိပြေဆုံးလုံလောက်စွာနဲ့တိုက်နေရပြီးနေမြေတွေကိုလည်းကိုယ်ပြန်ရနေပြီပေါ့နော်။ဆိုတော့အဲအရွေးတွေကရှိနေတယ်ဆိုတော့ဒီအရွေးတွေကိုအဲတိချမြအောင်ကြည့်ဖို့ရဲပြီးတော့လုံနေရမှာစိတ်ထမကြသွားဘူးပေါ့နော်။စိတ်ထမကြသွားပဲနဲ့ဆက်ပြီးတော့ရှေ့ဆက်တွန်းနေဖို့အဲဒါလေးပဲတိုက်တွန်းချင်ပါတယ်။ ဘလို့ချင်းနေတွေပဲကြုံကြုံဒေါက်တာထရေးစီကတော့ဆေးကုရင်နဲ့တော်လန်နေအောင်မှာပါပဲသူ့ရဲ့တတိတွေစဉ်းညက်ခံနိုင်မှုတွေကိုလည်းကျမတို့ထင်ထင်ရှားရှားအောင်မြင်နေရပါတယ်ဆေးရုံကိုဘယ်နှခါပဲပုံကျဲကျဲဒေါက်တာထရေးစီတို့အိုဝမ်ဆေးရုံကတော့ပြန်လဲပြီးတော့တီးဆောက်နေအောင်မှာပါပဲဒါပေမဲ့တကယ်တော့ဘလို့ပဲဖြစ်နေပါစေဆေးရုံဆိုတာဆေးပြတ်မှတ်မဟုတ်တဲ့အတွက်ဒီလိုမျိုးပြတ်မှတ်တာတိုက်ခိုက်ခံရတာမျိုးကလုံးဝမဖြစ်သင့်ပါဘူး တကယ်တော့ဒေါက်တာထရီစီတို့လိုဆရာဝန်တွေသူနာပြုတ်လေးဆေးပတ်ဆိုင်ရာဝန်ထမ်းတွေဆိုတာဆေးပြစ်မှတ်မဟုတ်ဘူးဆေးရုံဆိုတာလည်းဆေးပြစ်မှတ်မဟုတ်ဘူးလူနာတင်ကားဆိုတာလည်းဆေးပြစ်မှတ်မဟုတ်ဘူးအဲ့ဒါကြောင့်အယက်သားများသည့်ဆေးပြစ်မှတ်မဟုတ်ဆိုရဲကျွန်မတို့ရဲ့ကမ်ပိန်းကနေတဆင့်တဦးချင်းတယောက်ချင်းကနေစလို့အားလုံးအမှန်တရားအတွက်တန်ထွက်ပေးကြဖို့အမှန်တရားဘက်ကနေရက်တိလှုံ့ဆော်ပေးကြဖို့တိုက်တွန်းရင်းနဲ့ကမ်ပိန်းမှာပါဝင်မှုဖိတ်ခေါ်အပ်ပါတယ်ရှင် 90.2 MHz အားလုံးရဲ့အသံ Federal FM တော်ရရှင်များရှင်နိုင်ကော်ဒီမော့ဆိုဖရူဆိုလမ်းမကြီးကိုမြေပြင်စီအခြေအနေအရအသုံးပြသွားလာတာမပြေလို့ကြဘောကရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူကိုအတီးပေးထားပါတယ် ဒီရက်ပိုင်းဂရီနီပြည်တခွဲမှာလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးကြီးအပေါက်ွဲပြီးတော့လူထိခိုက်တိုက်ဆုံတာတွေရှိနေတဲ့အတွက်ဖက်ဒရယ်ဖန်သောဒရှင်တွေအနေနဲ့အသွာလာခရူးဆိုင်ဖို့နဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရီအတိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အတိပေးရှင်ပါတယ်ဖက်ဒရယ် FM Federal Fan ရဲ့စနေနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါအခုအစီအစဉ်တွေကို Federal Fan Wine Not Two Wine Not သားတွေပူးပေါင်းတင်ဆက်ခဲ့တာပါ Federal Fan ရဲ့အစီအစဉ်တွေကို Federal Fan Facebook YouTube Telegram WhatsApp Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ်90.2 MHz Federal FM ကရင်ပြည်မှာတော့ရေဒီယိုမှာ90.2 MHz 60တမန်မဂါဟက်စ်မှာညနေ6နာရီကနေည7နာရီအထိထုံလွင့်ချိန်မှာဖန်ယူနိုင်ပါတယ်။ဒီကနေ့ညထုံလွင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ချင်နေဆိုရင်ရေဒီယိုမှာမနေ့ပြန်မနေ့7နာရီကနေနေ့လယ်7နာရီထပ်မံထုံလွင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။90.2 MHz Federal FM. Federal FM အားလုံးရဲ့အတန်း